ဒီကပါဖူဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့အကျိုးဆိုပါရစေ။ဒီနေ့ကဂျာရီနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ယူရိုပါလိနဲ့ယူရိုပါကွန်ဖရင့်လိဖွဲ့စည်းနေကစားဖို့ရှိရပါတော့။အဲ့တော့ဒီနေ့ကစားတော့ဖို့ရှိတဲ့အဲ့ဒီဖွဲ့စည်းနေတွေကနေပြီးတော့မှတပွဲကိုကျွန်တော်နေနဲ့ရွေးထုတ်ပြီးတော့တုံးသက်ပေးပါမယ်ပေါ့နော်။အဲ့ဒီဖွဲ့စည်းကကျတော့ဒီနေ့ည7:35မှာကစားမယ့်ကွန်ဖရင့်လိ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Dynamo Gate နဲ့ Crystal Palace တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ကိုဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမယ်ပြီးတော့တခြားလက်ကျန်ပွဲစဉ်တွေကပွဲပွဲစဉ်တွေရဲ့သုံးသပ်ချက်တိတိပြီးတော့တခြားမောင်းတွဲတွေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရပါတော့အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီ video က comment ပင် comment မှာထောက်ပေးကြပါမနော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဟုတ်ပြီအဲ့ဒီပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင် Crystal Palace ကတကိုးသွင်းပြန်နဲ့ဆယ်ရှုံးမယ် ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ကိုသွင်းပြ60ရောက်မှာပေါ့နော်အဲ့တော့ဒီပွဲစဉ်အကြတော့ဒီဒိုင်နမိုဂိတ်နဲ့ခွေစပယ်လေးအတင်းကစားမယ်ဒီပွဲကဒိုင်နမိုဂိတ်ကသူ့ရဲ့အိမ်ဝင်းမှာအိုက်ခန့်ကစားမှာဖြစ်တယ်ဆိုပေမဲ့လို့ဒါဒီပွဲက အယူကရိန်းမှာကစားမှာတော့မဟုတ်ဘူးเนาะဒါပိုလန်မှာကစားမှာဖြစ်တယ်အဲ့တော့ဒီတစ်ဖက်ကခွေးစပယ်လေးအတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်သူတို့ဒီနောက်ဆုံးကစားရေးပွဲစဉ်မှာသူတို့ရှင်လက်ရှိပရီးမီးယားလိချန်ပီယံအတင်းတင်းတင်းဖြစ်တဲ့လီဗာပူးကိုသူနှစ်ကိုတိုးနဲ့နိုင်ခဲ့တယ်ဗောနောပြီးတော့သူတို့အင်းကဒါလက်ရှိမှာသူတို့ရှင်တော်တော်လေးကိုခံစစ်ပိုင်းဆိုင်ရာအရာသူတို့ရှင်တော်တော်လေးကိုအားကောင်းနေတဲ့အနေဒါတစ်ခုမှရှိတယ်ဗောနောပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်မှာသူတို့ရှင်လည်းသူတို့ရဲ့ခံစစ်ကပေးကိုအနေနဲ့သူတို့ရှင်တကိုးပဲခွင့်ပြုပေးခဲ့ရတယ်ပြီးတော့သူတို့ကစားခဲ့တဲ့ဒီပြီးခဲ့တဲ့ ကွန်ဖရင့်လီခြေစပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲသူတို့ကစားခဲ့တဲ့ခြေစပွဲစဉ်အိမ်ကွင်းဝေးကွင်းနှစ်ကြုံလုံးမှာဆိုလို့ရှင်ပဲလီရဲ့ခံစီကပေကိုလုံးဝမပေးထားခဲ့ရဘူးပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဒိုင်နမိုကဲကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့အသင်းကဒီခံစီပိုင်းအရာအားကောင်းတယ်မှန်ပေမဲ့သူတို့ရဲ့တိုက်စစ်ကလက်ရှိမှာဆိုလို့ရှိရင်တော်တော်လေးရုံးကြရတယ်ပေါ့နော်ဒါဒီနေ့ကစားမဲ့ပဲလေးနဲ့ပွဲမှာဆိုလို့ရှိရင်လည်းလေပဲလေးလူမျိုးခံစီကောင်းတဲ့အတင်းကိုသူတို့ကိုးသွင်းဖို့ဆိုတော့အချိန်တွေပေါ်ခတ်တယ်ဒါပြီးခဲ့တဲ့ညရာဒီတော့ဆိုလို့ရှိရင်သူတို့အတင်းရဲ့တိုက်စစ်မှာသူတို့ဒီ ဒိုင်နမိုဂိတ်အတွက်တွင်ကိုအများဆုံးကစားသမားဖြစ်ခဲ့တဲ့ပလေးယာတစ်ယောက်ကဒါပြီးခဲ့တဲ့နွေရာသီမှာအတင်းကနေထွက်သွားရှိရပါတော့။အဲ့ဒီကစားသမားနေရာကိုလည်းလက်ရှိအချိန်ထိဒိုင်နမိုဂိတ်ကဒီအစားထိုးနိုင်ခြင်းမရှိသေးဘူး။ပြတော်သူတို့ကစားခဲ့တဲ့ဒီယူရိုပါလိပွဲစဉ်တွေကျွန်တော်အပြင်ချင်းပြီးခဲ့တဲ့နှစ်ကဒီကစားခဲ့တဲ့ယူရိုပါလိနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်ဒီသူတို့အသင်းကတိုက်ဆက်ကဂိုးမရခဲ့တာစုစုပေါင်း၅ပွဲတိရှိရပါတော့။ပြီးတော့သူတို့ရဲ့ဒီ ပြီးခဲ့တဲ့ဩဂလကစားခဲ့တဲ့ချန်ပီယံလိအခြေစီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘောဖုန်းအသင်းနဲ့ကစားခဲ့တဲ့အိမ်ကွင်းဝေးကွင်းနှစ်ကြော့လုံးမှာသူတို့အသင်းရဲ့တိုက်စစ်ကဂိုးလုံးကမရခဲ့ဘူးပေါ့နော်အဲ့တော့ဒီတစ်ဖက်ကခွေစပဲလိအသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့အသင်းရဲ့တမိုင်းတစ်လျှောက်ပထမဆုံးအချိန်ကစားရတဲ့ဥရောပပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒီနေ့ပွဲစဉ်ကပြီးတော့သူတို့ရဲ့ပြီးခဲ့တဲ့ conference league ခြေစီပွဲစဉ်ကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ကစားခဲ့တဲ့ခြေစီပွဲစဉ်မှာသူတို့ရှင် Favorite ရဲ့အတင်းနဲ့သူတို့ခြေစီပွဲစဉ် Conference ခြေစီပွဲစဉ်ကစားခဲ့ရပါဘောနော်အဲ့ဒီဒီ Favorite ရဲ့အတင်းနဲ့ကစားခဲ့တဲ့ Conference ခြေစီပွဲစဉ်မှာဆိုလို့ရှိရင်ပဲလီကအိမ်ကွင်းဝေကွင်းစုပေါင်းပွဲချိန်မိနစ်180အတွင်းမှာတော့မှသူရဲ့တိုက်စစ်က twin goal အနေနဲ့ဆိုလို့ရှိရင်တကောပဲရခဲ့ရတွေ့ရတယ်ဘောနော်အဲ့တော့ဒီပွဲကဒီနှစ်သင်းလုံးရဲ့ဒီခန်းစီပိုင်းဆိုင်ရာအရာပဲတေချာပြင်ဆင်ပြီးတော့ကစားသွားမယ်ပွဲစဉ်တွေဝဲလို့လည်းထင်တယ်ပြီးတော့ဒီပွဲက Conference ရဲ့ အခွင့်ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ဆိုတော့ဒီကိုရလက်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာ CC 11အဲ့လောက်1 C အဲ့လောက်ထိပဲအလုံးစုံရောက်နိုင်လို့မျိုးကျွန်တော်ထင်တယ်ဒီပဲလေးကိုရန်ကကြတော့လေသူတို့ရကဥရောပအတူအကျုံမရှိဘူးဒီသူတို့ကစားခဲ့ပထမဆုံးဒီပြီးခဲ့တဲ့ conference league ခြေစီပွဲစဉ်အဲ့ဒါသူတို့အသိန်းပထမဆုံးအချိန် ဒီဥရောပလေးအတွေ့အကြုံဖြစ်တယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်မှာတော့ပဲလေးကအတွင်းကိုတကူပဲရခဲ့တယ်အဲ့တော့ဒီပွဲမှာတကူသွင်းရင်ပြားနေစေရှုံးမဲ့ပဲလေးအနေနဲ့ဒိုင်နမိုဂိတ်ကိုတကူတည်းကြော်ပြီးလို့တွင်းနိုင်တယ်မလို့လည်းမထင်ဘူးပြီးတော့ဒီပွဲကဒီဒိုင်နမိုဂိတ်အနေနဲ့လည်းအနည်းဆုံးတော့မရှုံးကစားနိုင်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီပွဲကဂိုးမရှိသေးသေးဒါမှမဟုတ်1-0လောက်နဲ့ပြီးဆုံးနိုင်မယ်လို့ထင်တယ်အဲ့တော့ဒီပွဲတော့ဆိုလို့ရှိရင်ဒိုင်နမိုဂိတ်နဲ့ဂိုးဟုတ်ကိုရွေးချယ်ပြီးခြင်းနဲ့ဗော